ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးကုန်စည်စည်းစင်းမှုလွယ်ကူမြန်ဆန်စေရေးအတွက်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကအဓိကကြပါတယ်။မြန်အောင်မျိုးနယ်လမ်းဦးစီးဌာနအနေနဲ့ဒေသတွင်လမ်းများကောင်းမွန်စေရေးအတွက်လမ်းစဉ်မြင့်တင်ခြင်းလုပ်ငန်းများပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ပွင့်လင်းရာသီအမီလမ်းများအစဉ်ပြေချုံးမွေစွာသွာလာနိုင်ရေးအတွက်ပြင်ဆင်ထိန်းသိမ်းနေမှုများနဲ့ပတ်သက်ပြီးပသိမ်သတင်းဌာနကအခုလိုပဲပြပို့ထားပါတယ်ရှင်။ ညအောင်ခရိုင်မြအောင်မြို့နယ်အနေနဲ့လမ်းကားလမ်းကိုတောင်းယူထိန်းသိမ်းဆောင်ရွက်ရပြီးမိုင်အားဖြင့်46မိုင်တစ်ဖက်လုံး449ဘီဖြစ်ပါတယ်မြန်မာမျိုးနဲ့အနေနဲ့ဒေတာရင်းလမ်းများကောင်းမှုစီရဲ့အတွက်လမ်းစင်မြင့်တင်ခြင်းလုပ်ငန်းများရာသီအလိုက်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလေရှိတာပဲဖြစ်ပါတယ်။၂025 2026ဘဏ္ဍာရေးနှစ်မှာဟင်္ဒရာစုံကုန်းမြအောင်လမ်းအောင်အိုဘာလေးလေးဖလုံခင်းခြင်းမြအောင်ကျန်ကင်းလမ်းအောင်အိုဘာလေးသုံးဖလုံခွဲ ရင်ထရာဆုံကုန်းများအောင်လမ်းမှာပဲ box cover နဲ့စင်တိဆောက်ခြင်းလုပ်ငန်းများအားမြောင်မြို့နယ်လမ်းဦးစီးဌာနကဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆောက်ရွက်ဝင်ကြီးဌာနလမ်းဦးစီးဌာနမြောင်မြို့နယ်ဟာတာဝန်စုဆောင်ရွက်ရတဲ့လမ်းမှန်ရ၅လမ်းရှိပြီးတော့56မိုင်နှစ်ဖာလုံး440ကိုပဲရှိပါတယ်ရှင်။2025 26ဘဏ္ဍာနှစ်မှာခင်တရာဆုံကုန်းမြောင်လမ်းမှာဥပါလေး၄ဖာလုံးမြောင်ချန်ကင်းလမ်းမှာ၃ဖာလုံးခွဲရင်ထရာဆုံကုန်းမြောင်လမ်းမှာပဲ box cover ပဲနှစ်စင်းပေါ့နော်တိဆောက်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။ ောက်လို့ဝင်ကြီးဌာနလမ်းဦးစီးဌာနမြောင်မြို့နယ်အနေနဲ့ကတော့လမ်းတွေကိုအဆင့်မြင့်တင်ခြင်းလုပ်ငန်းတွေလည်းဆောင်ရွက်တယ်ပေါ့နော်။ရာသီအလိုက်ပြင်ဆင်သင့်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လည်းရှိပါတယ်ပေါ့နော်။ဒီလမ်းတော့ဟင်္ဒရာဆောင်ကိုမြောင်လမ်းပေါ့နော်။အီရာဝတန်ဒေသကြီးဟင်္ဒရာခရိုင်ကနေပြီးတော့မကောတိုင်းဒေသကြီးဖြီခရိုင်ကိုအဓိကဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်ရှင်။ပြည်မြရင်စီကြီးကတော့863စီးလောက်ထိတော်လာနေတဲ့လမ်းလည်းဖြစ်ပါတယ်ရှင်။ ေတာတခုဖွင့်ဖွင့်ပြဖို့အတွက်ဆိုလမ်းရဲ့ခွန်ရဲ့အဓိကပေါ့နော်ချင်းတိုတွဲမှာရောက်ရှိနိုင်ဖို့ဒါလမ်းအဓိကအရေးကြီးပါတယ်ရှင်စီးပွားရေးရော ဘူမူရေရောပညာရေရောကျမ်းမာရေရောအဓိကလမ်းကောင်းနေမှာဖြစ်မှာပါရှင့်လမ်းကောင်းနေရင်အလုံးဟာခွေမျိုးတက်တက်လာမှာပါရှင့်ဟုတ်ကဲ့ဆောင်းလူဦးကြီးဌာနလမ်းဝန်စီဌာနမြောင်မြို့နယ်မှာလမ်းအောင်စီတွေတော့အရာဝတိုင်းဒေသကြီးအစိုးရရဲ့ဝင်ကြီးချုပ်ရဲ့အနီးကပ်ချုပ်ချက်မှုရဲ့ဆောင်းလူဦးကြီးဌာနလမ်းဝန်စီဌာနရဲ့ညွှန်ကြားမှုနဲ့ပေါ့နော်စနစ်တကျဆောင်ရွက်လည်းရှိပါတယ်ရှင့်ကျွန်တော်တို့ဒေသခံတွေကအခုလမ်းဦးစီရဲ့တို့ရတဲ့ဘတ်ဂျက်နဲ့ဆောင်ရွက်ပေးတဲ့ဟာလေးတွေကအဆင်ပြေတယ်ပေါ့နော်အဲ့အတွက်လမ်းတွေကောင်းသွားတဲ့အတွက်ကျွန်တော်တို့ဟိုသွားကြလာကြပြည်သူလူထုတွေအကုန်လုံးစိတ်ချမ်းသာပါတယ်ခင်ဗျာ ။အော်အများကြီးဖွံ့ဖြိုးတိုးတက်သွားတာဗော။သွားရေးလာရေးဖြောင်းမှုတွေအတွက်အကုန်လုံးအခုဆိုလိုချင်ရာသီကုန်းတွေပါတယ်တာပြူတာနဲ့အစနောက်နေထိုင်မကောင်းလို့သွားလာလာတွေကအစလမ်းတွေကောင်းသွားတဲ့အတွက်ခီးခီးကောင်းမြန်ဆန်သွားတာဗော။အဲအဲ့အဲ့အတွက်အကုန်လုံးစိတ်ချမ်းသာရတယ်ဗော။အဲအဲ့လိုဒီဒေသကတော့များသောအားဖြင့်စပါးပဲအများသောအားဖြင့်ထွက်တာဗော။အဲအဲ့ရာတွေသွေးပြူရတာလွယ်ကူသွားတာဗော။လမ်းတွေချောမှုချောမှုပြပြသွားတဲ့အတွက်ဒီသတင်းကိုပြည်ထောင်စုဌာနကပေးပို့ထားပါတယ်ရှင်။